မမေတို့အားလုံးမင်္ဂလာပါနော်ပတ်စဉ်တနင်္လာနေ့တိုင်းရဲ့အစီအစဉ်ဖြစ်တဲ့ဆရာဝန်ကဏ္ဍနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါရယ်ဒီပတ်မှာလည်းမမေတို့ရဲ့မိကွန်းလေးတွေကိုပြန်လည်ဖြေချပြီးတော့ဆွေးနွေးပေးသွားမှာတော့ခလေးဆရာဝန်ဒေါက်တာဆိုင်းမြတ်သူပဲဖြစ်ပါရယ်ရှင်ဆရာမင်္ဂလာပါမင်္ဂလာပါညီမဟုတ်ကဲ့ဟုတ်ဆရာကိုဒီဘက်မှာလည်းမိကွန်းလေးတစ်ခုလောက်မေးချင်လို့ပါမေးပါရပါတယ်ဟုတ်ညီမခလေးကနှာစေးနှာပိတ်ပြီးရောရှောင်းဆိုးရွှဲချက်တက်လို့ပါဆရာတဲ့ခလေးကိုဘယ်လိုတတ်တောင်လုပ်ပြီးလို့ရမလဲတဲ့ဟုတ် โอเคဆိုတော့ဟိုဒီတခါတော့ तू อ่ะ तू ကလေးအသက်ကလေးတော့ထည့်ပြောမထားဘူးပေါ့เนาะဒါပေမဲ့များသောအားဖြင့်ဆရာတို့ဒီနာစီနှာပိတ်ပြီးတော့လာတာကတို့တနည်းအောက်ကလေးတွေမှာတော့အဖြစ်တော်တော်များတယ်เนาะဆိုတော့ကလေးကြီးတွေမှာလည်းမဖြစ်ဘူးမဟုတ်ဘူးဖြစ်ပါတယ်ဒါပေမဲ့အငယ်လေးတွေမှာဆိုရင်တို့ကပိုဆိုးတာပေါ့เนาะကလေးကနှိုးဆိုးအရွယ်ဆိုရင်ဒါနှာခေါင်းပိတ်တဲ့အခါကျတော့သူကပါဇက်ကနှိုးဆိုးတော့သူ့မှာနှာခေါင်းလည်းပိတ်ပါဇက်ကလည်းနှိုးဆိုးနေတော့အသက်ရှူစရာအပေါက်မရှိဘူးเนาะအဲဒီမှာသူတို့မရှူနိုင်တာကလေးကအဲမှာဒေါသတွေထွက်ပြီးငိုတာပေါ့เนาะအဲလိုလေးတွေအဖြစ်များတယ် ဟုတ်ပြီဆိုတော့ဆရာတို့အရင်ဆုံးဒါနှာစီးနှာပိတ်ဟိုဘယ်လိုတက်တာအောင်လုပ်ရမလဲထဲ့ ဒါဘာကြောင့်ဖြစ်တယ်လဲဆိုတာလေအရင်ပြောဖို့လိုတာပေါ့နော်ဆိုတော့ကလေးတွေမှာများတော့အပြင်လေဆရာတို့ဒါကလေးတွေနှာစီးတယ်နှာပိတ်တယ်ဆိုတော့အေးပတ်တာကနေပြီးတော့စာကြတယ်နော်ဆိုတော့အေးပတ်တာကလေးကဖြားတဲ့အဆင့်အထိတော့မရောက်လိုက်ဘူးကွယ်ဒါပေမဲ့အေးတဲ့အခါမှာသူတို့နှာခေါင်းတွေစပြီးတော့ပိတ်လာတယ်အဲနောက်ပိုင်းနှာရည်တွှဲွှဲနဲ့ဖြစ်လာတတ်တယ်နော်ဆိုတော့အဲ့တော့ကလေးတွေကိုဒါဒီလိုမဖြစ်အောင်ဆရာတို့အဓိကကလေးတွေအေးပတ်တာကလေးငယ်လေးတွေမှာဆိုရင်ခေါင်းနှရွက်ဖြားချီဖြားလက်ဖြားဒါလေးတွေက အေးတက်တက်တာအရေးကြီးတယ်အဲ့တော့ဆရာတို့ကကလေးဒါလာသားအရွယ်လေးတွေတနည်းအောက်ကလေးတွေဆိုလို့ရှိရင်ဆရာတို့ကခေါင်းစုပ်ကလေးနဲ့ HLA HA လေးတွေဝတ်နော်အဲ့လိုမျိုးလေးတွေဆရာတို့ကထားပေးတဲ့ပေါ့နော်အဲ့ဒါမှကလေးတော်ုံနဲ့အေးမပတ်မှာကလေးကြီးဆိုလဲဒီလိုပဲတောက်တောက်တောက်ရှောက်သွားတဲ့အရွယ်ဆိုလို့ရှိရင်ကလေးကဖဏမပါဘူးတမန်တလင်းမှာရှောက်သွားတယ်နော်အောက်ကအေးတယ်နော်နောက်တံပန်းနေနော်လယံအေးတယ်ဟာဒီစတီတင်းနေနော်ဒါလေးဆိုအေးတော့အဲ့ဒါမျိုးလေးလိုက်ကိုင်းနေဆိုရင်ကလေးကအေးပတ်တတ်တယ်နော်ဆိုတော့ဒါလေးတွေခင်ယူဆိုင်ပေးဖို့လိုအပ်တယ်အ အဲအပြင်သွားတတ်တဲ့အွယ်ဆိုလို့ရှိရင်လည်းဒါမိုးရာသီဆိုတော့ဆရာတို့မိုးမီတာဖြစ်တတ်တယ်เนาะဒီကနေပြီးတော့ကလေးတွေကဖြားတဲ့အဆင့်ထိမရောက်ဘဲနဲ့ဒီနာစီနာပိတ်တဲ့အဆင့်မှာเนาะကြံခဲ့တတ်တာပေါ့ဟုတ်ပြီအဲ့တော့ဆရာတို့ကဒါကလေးတယောက်နာစီနာပိတ်ဖြစ်ပြီဆိုရင်ဘယ်လိုတတ်တာအောင်လုပ်မလဲပေါ့เนาะဆိုတော့အဲ့တော့အိမ်မှာလုပ်ပေးလို့ရတဲ့နီလန်းလေးတွေလည်းရှိတယ်เนาะအဲ့တော့ဘာလုပ်လို့ရလဲဆိုတော့ဆရာတို့နှာခေါင်းထဲစားရည်အဆက်ချပေးလို့ရတယ် ဆိုတော့တို့စေးဆိုင်ပါညာနီးရင်တော့ကွယ်ဒီကလေးတွေနှာခေါင်းထဲထည့်တဲ့စားရည်လေးတွေရောင်းတာရှိတယ်เนาะလုပ်ပြီးသား ready made ကလေးတွေအဲ့ဒါလေးတွေခတ်ပေးလို့ရတယ်အဲကိုကနေကိုလှုပ်ချင်တယ်ပေါ့เนาะဒါမှမဟုတ်ညာကြီးမင်းကြီးလှုပ်လို့ဟိုသွားဝယ်လို့မလွယ်လို့ကောက်ကိုပဲလှုပ်မယ်ဆိုလို့ရှိရင်ဆရာတို့အချိုးအစားလေးရှိတယ်လှုပ်ပုံလုံးကြီးလေးရှိတယ်အဲ့တော့ဆရာတို့ရေးတံဘူးတဝက်ပေါ့ဟိုပါပေါ့900ပေါ့500 ml ပေါ့เนาะ500 ml ကို စားကိုလက်ဖက်စားစုံတစ်စုံခတ် ခတ်ပြီးတော့ဒါဆရာတို့ပျော်အောင်လုပ်လိုက်ပေါ့နင်းလေးအပူပေးရင်လည်းပေးလိုက်ပေါ့နောက်ပြီးတော့မှအေးအေးခံပျော်အောင်လုပ်ပြီးတော့အဲအိုက်စားရည်လေးကိုကလေးကိုနှာခေါင်းအဆက်ချပြီးလို့ရတယ်နောက်ဆိုတော့နှာခေါင်းဆက်ချပြီးတဲ့နေရာမှာဆရာတို့တနေ့ကိုဘယ်နှချိန်ရဲလို့မဟုတ်ဘူးသူဟိုပိတ်တယ်ဆိုဆရာတို့ပိတ်တဲ့လောက်ခတ်လို့ရတယ်ကွအဲ့တော့တခုရှိတာတော့ဒါစားရည်ဖြောမယ်ဆိုလို့ရှိရင်သူကတစ်ခါဖြောပြီးလို့ရှိရင်တို့ဟိုပေါ့ 24နာရီပဲခံတယ်เนาะဆို24နာရီကျော်သွားလို့ရှင်တော့ဒါဒီစားရည်ကအစ်စ်ပြန်လို့ရလိမ့်မယ်เนาะဆိုတော့ဒါကတဏီပေါ့နောက်ပါလို့လို့ရလဲဆိုတော့ဒါနှာခေါင်းပိတ်တာကသူကဟိုအပူဓာတ်လေးရှိလာလို့ရှင်လဲကလေးကနှာခေါင်းပြန်ပြီးတော့ဟိုပြန်ပွင့်တယ်လေအဲ့တော့ဆရာတို့ကရင်နွေးကြိုးပြီးတော့ရင်နွေးစလုံးနဲ့ထည့်ပြီးတော့ဒီကလေးရှိတဲ့အခန်းထဲမှာထားပေးလို့ရတယ်တခုရှိတာအပူတော့မလောင်စေနဲ့ကလေးအပူမလောင်တော့ဂယူဆိုင်ရလိမ့်မယ်เนาะတော်ချာဒီကလေးကသွားဆွဲတာတို့ကင်တာတို့ဖြစ်မှာဆိုလို့အဲဒီလိုမှမဟုတ်ဘူးဆိုရင်ဒါတို့ ဟိုလေးတွေထားလို့ရတယ်တချို့ဟို electronic ပစ္စည်းလေးတွေလေဟို humidifier လို့ပေါ့ကွယ်အဲ့လိုမျိုးလေးပေါ့နော်ဆိုတော့အဆိုဒါလေးရှိအောင်ဒါလေးတွေကလေးရှိရအခန်းထဲမှာဖွင့်ပေးထားလို့ရတယ် နော်။နောက်ဆရာတို့ဆေးအနေနဲ့ဆိုရင်နော်ကလေးကတော့ဆရာတို့အများကြီးသုံးလို့မရဘူး။ဘာမီတွန်နဲ့စီထရင်းနဲ့နော်ဒါမျိုးလေးတွေပဲစီထရင်းပေါ့နော်။ဒါလေးတွေသုံးပေးလို့ရတယ်။အဲ့တော့ဆရာတို့ဘာမီတွန်ဆိုလို့ရှိရင်ဒါအသက်တစ်နှစ်အောက်လာသားကလေးဆိုလို့ရှိရင်အခဲဆိုရင်တော့တစ်စိတ်နော်။အရည်ဆိုရင်တော့သူ့အရည်အတိုင်းဒါလေးတွေလာတာရှိတယ်နော်။စီထရင်းဆိုလို့ရှိရင်ဆရာတို့2.5 mg ပေါ့နော်။ဆိုတော့ဒီအတိုင်းဒါနဲ့မနဲ့ညာလေးသူ့ကိုတိုက်ပေးလို့ရတယ်နော်။ဆိုတော့ဒါဆရာတို့ကလေးတွေအတွက်ကို ပြုစုရမယ်နီးဆောင်ရှားရမယ်နီးလေးတွေပေါ့နောက်တစ်ခုကသူတို့ကိုရေများများတိုက်ပေးဖို့လို့ hydration နော် hydration ကောင်းမှသူမှရေဓာတ်ကလေးရှိမှသူတို့ကမြန်မြန်တက်တာတာဖြစ်တယ်နော်ဆိုတော့ဒါလေးတွေကိုဆရာတို့ဟိုကလေးတွေနာစီနာပိတ်မဖြစ်အောင် နောက်ပြီးဖြစ်လာခဲ့ရင်လုပ်ပေးရတဲ့နီးလေးတွေခရီးဆိုင်ရမယ်နီးလေးတွေပေါ့နော် โอเคอ่ะဆိုရင်ဒီမိကုံးလေးကိုဒီဆရာတေချာလေးဖြေပေးရဲ့အတွက်မေးပေးရဲ့မိမိကိုစားညီမကျေးဇူးတင်ကြောင်းပြောချင်ပါတယ်ဟုတ်ဆရာလည်းဒါမေးပေးတယ်မိမိကိုကောနောက်ညီမလေးတို့ချစ်မိမိ application ကိုကောဒါကျေးဇူးအများကြီးတင်ပါတယ်เนาะဒါဆိုမိခင်တဲ့ကလေးကျမကြီးနဲ့ပတ်သက်တဲ့မိကုံးလေးတွေကိုအပတ်စဉ်တနင်္လာနေ့တိုင်းမှာပြန်လည်ဖြေချပေးသွားမှာမလို့ဒီ video လေးရဲ့အောက်ကမိကုံးမေးမိဆိုတဲ့နေရာလေးမှာမိကုံးလေးတွေပို့ထားလို့ရပြီเนาะ